နာဆာကနဲ့တရုတ်အစိုးရကြားလာရှုံမြို့ပြန်လည်လွှတ်အပ်ရေးကနေတရုတ်မြန်မာကုန်သွယ်ရေးပြန်စနိုင်မှုအတွက်ကုန်သွယ်ရေးလမ်းပေါ်ကမြို့တွေပြန်လည်ရရှိရေးအထိညှိနှိုင်းနိုင်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခထဥထအောင်ကျော်ကဆီယန်နိုင်တဲ့ရင်ထဏာကိုပြောပါတယ်၂၀24ခုနှစ်ဩဂတ်3ရက်က MND ဟာလာရှုံမြို့နဲ့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခတ်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးအုပ်ချုပ်ရေးထူထောင်ထားပါတယ်အဲဒီနောက်တရုတ်အစိုးရကဖိအားပေးချောင်းဝင်စီစဉ်မှုနဲ့၂၀25ခုနှစ် AB 21ရက်နေ့နောက်ဆုံးထားပြီး MND ကနာဆာကထံပြန်လည်လွှဲပြောင်းရေးလုပ်ငန်းစဉ်ကိုဆောင်ရွက်နေတယ်လို့မြန်မာ မတပ်မတော်လာရှုံမြို့တွေပြန်လည်ဝင်ရောက်လာရေးကိုကြီးကြပ်ပေးနေကြောင်းမြမတပ်မတော်နဲ့ MND တို့အကြားနှစ်ဖက်ပစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှုံမြို့ကိုဆေးလွှတ်ထားကြောင်းတရုတ်ဘက်ကပြောပါတယ်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပြည်ထောင်စုလမ်းမကြီးတခြားမှာရှိတယ်မြို့ရွာတွေအားလုံးက EU တွေအနေနဲ့တရုတ်ရဲ့ညှိနှိုင်းမှုအရာဒါမှမဟုတ်ဖိအားပေးမှုအရာဖယ်ရှားပေးရနိုင်တဲ့အနေအထားမျိုးထိရောက်သွားနိုင်ကြောင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဥထောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ် တခုရှိတာတော့တိတိကျကျနိုင်နိုင်တော့ဖြစ်သွားတယ်ဘယ်လောက်အထိပေါ်မှာလဲပေါ့နော်ကျွန်တော်တို့ထင်တာကတော့ဒါဒီကျွန်တော်တို့ပြည်တော်စုလမ်းမကြီးတစ်ချောင်းလုံးမှာရှိတော်မျိုးရံများအားလုံးကနေမှာစီတရားဒီဝေဖယ်စားပေးရမယ်ဆိုတဲ့အကြောင်းအထိရောက်သွားမယ်လို့တော့ထင်တယ်ပေါ့ဘာလို့လဲဆိုကျွန်တော်တို့နိုင်ငံနဲ့သက်ကွန်ပရီးဒီပါရီယာချက်နေတာလည်းကြားနေပြီအခုလက်ရှိလာရှိုးပြည်တင်ကိုကြည့်ကြအဖြစ်ပေါ့နော်လာရှိုးတမျိုးတယ်ဆိုတဲ့အနေထား ဖြစ်နေတာပေါ့နော်မြန်မာနိုင်ငံနဲ့အဲဒီနိုင်ငံရဲ့နေဆက်ကုန်သွယ်ရေးကလောလောဆယ်မှာပြည်ကိုရထားတာလောက်ရှိတော့အဲ့မှာမူဆယ်ဆိုလို့ရှိရင်တော့မူဆယ်ကတော့ဒါဘယ်သူမှမဖြစ်ရဘူးစကားရေးပြောလိုက်တော့ကြာမူဆယ်ကဘယ်သူမှမလိုက်ဘူးခုလောက်ချုပ်ခံရပါပြီလောက်ချုပ်နဲ့မူဆယ်နှစ်ခုထဲနဲ့လည်းကုန်သွယ်ရေးလမ်းကြောင်းကြီးကတော့ဖြစ်ဘူးပေါ့နော်လက်ရှိရေးဝေဒီလမ်းကြောင်းတစ်ဆောင်မှာတော့ရှိနေတဲ့ရေးဝေအကုန်လုံးတွေတရုတ်ရဲ့ညှိနှိုင်းမှုရပါတော့လကောင်ဖိအားပေးမှုတော့ကြီးရတော့လကောင်အဲ့မြို့ရွာတွေ 你国看，想买水果，你发心点下的。啊，各方面就都不一样的，就是说，就是说，哎，男人女的小龙不要了，那怕是能王来，你看我，这个这边你奶奶，个都在满上面。 မြန်မာတပ်မတော်ဟာလာရှိုးမြို့ပြန်လည်ရရှိတဲ့အတိုင်းတရုတ်မြန်မာကုန်သွယ်ရေးလမ်းတစ်လျှောက်မှာရှိတဲ့ကော့ခိုင်၊တိန်နီ၊တီဘော၊ကြောင်မဲ၊နောင်ချိုးစတဲ့မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိသေးရင်ကုန်သွယ်ရေးစတင်မှုမဖြစ်နိုင်သေးကြောင်းထောက်ပြကြပါရစေ။အဲဒါကြောင့်မြန်မာတပ်မတော်ဟာကော့ခိုင်၊တိန်နီ၊တီဘော၊ကြောင်မဲ၊နောင်ချိုးတို့ကိုထိန်းချုပ်ထားတဲ့တိုင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့ဆွေးနွေးမလား၊တိုက်ခိုက်ကြမလားဆိုတာကိုတော့စောင့်ကြည့်ရမယ်လို့စီးရေးလေးလာတုံ့တက်သူတွေကထောက်ပြကြပါရစေ။ပူပေါင်းဆောင်ရွက်ရေးတွေအောင်မြင်ဖို့တရုတ်ဟာမြန်မာနဲ့ပုံမကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ရမှာဖြစ်တာကြောင့်တရုတ်ရဲ့ပအဝင်ပတ်သက်မှုဟာရှိနေမှာဖြစ်တယ်လို့ သင်္ကမဟာပြူဟာလေလာရေးအဖွဲ့ကဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်ဒီဦးနဲ့ပတ်သက်လို့ဘာလို့အလောင်းကြီးအကြီးအများမှာပြန်နေလဲဆိုတော့ဒါအရှင်းဆုံးကတရုတ်ပြည်ကိုရိုနာမှာအကက်ဆုံးဖြစ်တယ်။နောက်တစ်ချက်ကသူတို့ရဲ့ဒီနေဆက်မှာထုတ်ရှားနေတဲ့အီးအိုတွေကသူတို့ရဲ့ခုနပြောတဲ့ ဆက်ရတီးရဒီဥပမာအများကြီးမဟုတ်ဘူးလေအဲ့တော့တရုတ်ကတင်းချုပ်ခြင်းအားဖြင့်ကဒီဘက်မှာဖြစ်နေတဲ့ပြဿနာတွေအထိုက်အကျောက်ဖြစ်နေရတာ။နောက်တစ်ချက်အရေးကြီးတဲ့ချက်ကမြန်မာနဲ့တင်ကြားမှာပူးပေါင်းဆောင်ရွက်နေတာရှိတယ်။ဒါရင်အောင်မှုတော့ဆိုတရုတ်ကမြန်မာနဲ့ပုံကောင်းမွန်တဲ့ဆက်ဆံရေးတူတူဆောင်ရွက်မှာမှန်ပဲ။အဲ့တော့အဲ့ဒါတွေဖြစ်တဲ့အတွက်ကြောင့်တရုတ်ရဲ့အောင်ပတ်သက်မှုရှိလို့ရှိရတယ်။ တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကတော့တရုတ်နိုင်ငံအနေနဲ့မြန်မာကသက်ဆိုင်ရာအစုဖွဲ့တွေကိုနိုင်ငံရေးပြည်လည်တင်းမြတ်ဖို့နဲ့နိုင်ငံရေးပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့မိတ်ဆွေတဘောနဲ့သာအကြံပြုနေတာဖြစ်တယ်လို့2025ခုနှစ် AP 21ရက်နေ့မှာသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။